အားလုံးပဲမင်္ဂလာပါမြောင်းတော်လီ sharing channel ကနေပြီးတော့မှပြန်လည်ကြိုးဆိုပါရယ်ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားတရုတ်နဲ့ဂျပန်ကအခုတလောမှာနိုင်ငံရေးတင်းမာနေပြီမဲ့တင်းမာရတဲ့ဈေးမြေကထိုင်ဝမ်ကြောင့်ပါထိုင်ဝမ်ရေးကိုကျွန်တော်တို့တွေတီးကြပြီးသားပါတရုတ်ပြည်မှာကြီးရဲ့နေမြေဆိုပြီးတော့မှဘီဂျင်းဘက်ကမြင်တဲ့အတွက်ထိုင်ဝမ်အရေးကစဖြစ်လာတယ်လို့ကျွန်တော်တို့သိကြပါရယ်ဒီထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့မှတရုတ်နဲ့အနောက်နိုင်ငံတွေကတင်းမာနေကြပါအဓိကတင်းမာတာကအမေရိကန်နဲ့ပါ ထိုင်းဝမ်မှာဂျပန်နဲ့အမေရိကန်ကအားကိုးစရာအနေနဲ့ရှိပေမဲ့ဒါတွေကိုပဲပုံပြီးအားကိုးလို့တော့မရပြန်ပါဘူးဒီနိုင်ငံတွေပကတာစစ်ဖြစ်မှာကိုအတင်းဆောင်လွှဲခဲ့ရင်ထိုင်းဝမ်မှာကုရကေယာမေ့တော့ပါလိမ့်မယ်ဒါကြောင့်ထိုင်းဝမ်မှာလည်းနီလန်းတွေကိုခြားကြံရပါတယ်တရုတ်ကိုတင်ပြနိုင်မယ်ဒါမှမဟုတ်ခုခံမှုတွေလုံးနိုင်မယ်နီလန်းတွေကိုခြားရတာပါတန်တမန်ကြီးကအလုံးမဖြစ်တော့တဲ့အခါမှာ စေရင်နီလန်းတွေကိုရွေးချယ်ရတာကတော့ထုံးစံပါစစ်တိုင်းမှာစေရင်နီလန်းကိုရွေးချယ်တာမဟုတ်ပါဘူး ဆေးလက်နဲ့ပြင်ဆင်တာကလည်းဆေးရည်နည်းတစ်ခုပါပဲထိုင်ဝမ်ရေးကပြီးခဲ့တဲ့နှစ်တွေကစလို့တဖြည်းဖြည်းနဲ့တင်းမာလာပါတယ်ဘေကျင်းရဲ့ဒေသတွင်းရှင်းထွက်လာမှုကြောင့်တင်းမာတာတွေကတစ်နှစ်ထက်တစ်နှစ်ဆိုးရွားလာပါတယ်ဒါက2023ရှီကျင်းဖြင့်တက်လာပြီးကလေးကစခဲ့တာပါရှီရဲ့အိမ်မက်တွေမှာလည်းထိုင်ဝမ်ကို ပြည်မကြီးဩဇာအောက်ထိနိုင်ရမယ်ဆိုတာမျိုးရှိနေပါတယ်။ဒီအကြောင်းတွေကိုပြောရင်အရင်ရှေ့သွားနိုင်ပါတယ်။ဒီတော့ထိုင်ဝမ်ကဘလို့စည်ရည်ပြင်နေတာလဲ။စစ်လက်နက်တွေကဘလို့အတိုက်အတာနဲ့တိုးရှိတာလဲ ဘေလနက်ကပြည်မာကြီးကိုခုခံဖို့အတွက်ရွေးချယ်စရာဖြစ်နေတာလေဒါတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးတော့ပါမယ်တဲမမှုတွေဖြစ်ရင်စည်ရည်ပြင်ဆင်ရတာကထိုင်ဝမ်အတွက်တော့မဆန်းတော့ပါဘူးမိုင်း၈၀ပဲဝေးတဲ့ပြည်မာကြီးနဲ့တင်းမာလာတိုင်းသူရဲ့ကိုပိုင်လွယ်လွယ်ခွေးတွေကိုကောက်ွေဖို့အတွက်ထိုင်ဝန်ကလက်နက်တွေကိုဝေးရပါတယ်။ Everest တင်းကားတွေ F60 တွေပြီး HIMARS တွေမြေပြင်ကနေဝေးဟင်ပြတဲ့ missile တွေနဲ့အခြားလက်နက်အစုံကိုဝေးကြရတာပါ။အခုအထိလည်းဝေးရတော့မှာပဲ။ဒီနေ့မှာအထူးခြားဆုံးလက်နက်ဖြစ်တဲ့မူကတော့ အန်ဒရူးလုပ်ငန်းကနေထုတ်လုပ်ထားတဲ့ Barracuda 500တွေပါထိုင်ဝမ်ကဒီလက်နက်ကိုဝေယူရုံအစဲမာတယ်မရက်တော့ပါဘူးသူတို့ကထိုင်ဝမ်မှာပါထုတ်လုပ်မဲ့အနေအထားအထိရှင်းလန်းလှမ်းနေပါတယ်အန်ဒရူးလုပ်ငန်းနဲ့တိုက်ပင်းအစိုးရကနိပညာမျှဝေရေးတွေသဘောတူထားနိုင်တဲ့အတွက်ထိုင်ဝမ်မှာဒီလက်နက်တွေကိုထုတ်လုပ်လာနိုင်တော့မှာပါဒါကထိုင်ဝမ်အတွက်ကြီးမားတဲ့အရေးတစ်ခုလို့ပြောရပါမယ်အမေရိကန်လက်နက်လုပ်ငန်းတွေပါလာတဲ့အတွက်ထိုင်ဝမ်ရဲ့ကောက်ွယ်ရေးကဏ္ဍအပြောင်းအလဲကအနေအထားတစ်ခုကိုရောက်လာပါတယ် ဘာရာကူရာ500ကတော့ Andrew လုံငန်းကထုတ်လုပ်တဲ့ဘာရာကူရာ Messiah Series 3ခုတည်းကတစ်ခုပါ Cruise Dome လို့ပြောရင်ပိုမှန်ပါလိမ့်မယ်ဒါကြောင့် Cruise Dome လို့ပဲကျွန်တော်သုံးပါမယ်ဘာရာကူရာ100ကတော့3ခုတည်းမှာအရွေအစားအရာအသေးဆုံးပါဒီခရူဒုံရောက်နိုင်တဲ့အကော်ဝေးကတော့ရေမိုင်120 9မိုင်နဲ့ဆိုရင်တော့138မိုင်သွားနိုင်ပါ रे ရေမိုင်9မိုင်ဆိုတာကတော့အတိုင်းအတာ unit တွေပါပဲနောက်ပိုင်းအတိုင်းအတာတွေမှာတော့9မိုင်ကိုပဲကျွန်တော်ပြောတော့ပါမယ်လန်နက်အလေးရှင်ကတော့ပေါင်40ရှိပါ रे ရဟန်းရင်ပြီးတောင်းပန်ပါတဲ့ Facebook လေယာဉ်တွေနဲ့မြေပြင်ကနေရောရေပြင်ကနေပါပြစ်ခတ်လို့ရအောင်ဖန်တီးထားတယ်လို့ပြောပါရယ်။ဘေးနေရာကနေမဆိုပြေးလို့ရအောင်လုပ်ထားတာပါ။ဒုတိယမျိုးစားကတော့ Barracuda 250 PPT တွေပါ။သူတို့ကပြစ်ခတ်တဲ့ပုံစံအပေါ်မှာမူတည်ပြီးတော့မှရိုးရိုးကုန်းမိုင်180ကနေ230လောက်အထိရောက်နိုင်ပါရယ်။ဒုတိယမျိုးစားဖြစ်ပေမဲ့အလေးချိန်က35ပေါင်ပဲရှိတာပါ။100တွေထက်တော့9ပေါင်တောင်မှနေပါရယ်။သူတို့ဘေးနေရာတွေကနေတက်ဆင်ပြစ်ခတ်နိုင်တယ်လို့ဆိုရင်တော့ F35 ရဲ့ကိုထေတွေမှာတက်ဆင်နိုင်ပါရယ်။ ပထမအမျိုးအစား100တွေကဒီလိုမလုပ်နိုင်ပါဘူး F35 အပြင်ဒီအစားတောင်ပန်တဲလီယံတွေဖြစ်တဲ့ F60 F58 F18 နဲ့အစားဘေးလီယံမှာမဆိုတက်နိုင်ပါနဲ့သူကတက်ဆင်နိုင်တာကဒီနေရာမှာတည်းမပြီးသေးပါဘူး M270 နဲ့ HIMARS တို့လိုအတွေ့လိုက်ပြေဒုံလန်တဲ့စနစ်တွေမှာပါပြေလို့ရအောင်ဖန်တီးထားတာပါတာဒီယာနဲ့အကြီးဆုံးကတော့ Barracuda 500တွေပါသူတို့တွေကအလေးချိန်ပေါင်100ရှိပြီးတော့မှမိုင်980ကျော်ကိုအတားလေးတွားနိုင်ပါတယ်။တက်ဆက်နိုင်တဲ့နေရာကတော့ F35 လို့လက်နက်ကို ကိုဒီဒီမှာထေးရတဲ့လေယံတွေမှာတော့မရပါဘူးခရုစတုံးရဲ့ကိုထေးကကြီးတဲ့အတွက်ပါတခြားလေယံတွေကနေတော့တက်ဆင်လို့ရပါတယ် Rapid Dragon Cruise Dome လို့မျိုးထောက်ပံ့ရေးလေယံတွေကနေကြေရှားပြစ်ခတ်လို့ရအောင်လည်းဒီဇိုင်းထုတ်ထားပါတယ်ဒီလန်နဲ့တွေကတော့ထောက်ပံ့ရေးလေယံတွေကနေလန်နဲ့ပါတဲ့ပုံကို Lady နဲ့ရှားတာပါလေယံကနေအဲ့ဒီပုံထွက်တော့ပြီးတာနဲ့ Cruise Dome ကလည်းပုံတွေကနေထွက်လာပါတယ်ဒီလိုမျိုးအလုပ်လုပ်တာပါသူရဲ့အားသာချက်ကတော့ cruise dome တွေကိုတစ်စင်းနှစ်စင်းနဲ့မဟုတ်ပဲအုပ်လိုက်ပြနေတာပါဒါပေမဲ့ ်ထိုင်ဝမ်ကတော့ဒါမျိုးလို့ဖို့စိတ်ကူးသိမ့်မရှိတော့ပါဘူးအကြောင်းကတော့တရုတ်သားတကယ်တိုက်လာရင်ထိုင်ဝမ်လေယာဉ်တွေကလေဘော်ကိုအုံလိုက်တက်လာနိုင်မယ့်အနေအထားမရှိလို့ပါတရုတ်ရဲ့လေကြောင်းကပ်ခွေရေးစနစ်တွေလေယာဉ်တွေနဲ့ဒရုန်းတွေကထိုင်ဝမ်အပေါ်မှာအများစုရှိနေနိုင်တယ်ဆိုပြီးတော့မှတိုက်ပွဲဖက်ကတွက်ဆထားပါတယ်ဒါကြောင့်ထိုင်ဝမ်တွေကမြေပြင်ကနေပြစ်နိုင်တဲ့အနေအထားမျိုးကိုပဲရွေးချယ်ကြပါတယ်မြေပြင်ကနေဒီ cruise stone ကိုပြစ်တာကတကယ်တော့အကောအဝေးပိုင်းမှာတိုက်ရောက်မှုရှိပါတယ် လေပေါ်ကနေပြစ်ခတ်ရင် အကော်အဝေးကပိုရောက်နိုင်ပေမဲ့မြေပြင်မှာတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဒါပေမဲ့ထိုင်ဝမ်အတွက်ဒါကပြဿနာမဟုတ်ပါဘူး။တရုတ်နဲ့အနီးဆုံးနေရာဆိုရင်မိုင်80နဲ့အဝေးဆုံးဆိုရင်မိုင်250ပဲရှိပါတယ်။လက်နက်ရဲသွားနိုင်တဲ့အကော်အဝေးတွေကမိုင်100ကျော်ကနေ900လောက်အထိအစအစရှိတာဖြစ်လို့ဗာဒင်မဲ့ပြပြတရုတ်စီကိုရောက်နိုင်ပါတယ်။ရှုံရှဲထိုင်ဝမ်အမျိုးသားသိပ္ပံနဲ့နည်းပညာအင်စတီကျူကအမေရိကန်လုပ်ငန်းအန်ဒရူးနဲ့နည်းပညာလက်လွှဲရေးမှာအဓိကကျတဲ့အဖွဲ့ပါ။ ထိုင်ဝမ်အဖွဲ့ရဲ့စစ်ကူကတော့ဘာရာကူတာ500တွေကိုတင်မောတွေကိုပြစ်ဖို့အတွက်အဓိကတုံးကျင်တယ်လို့ပြောပါတယ်။ဒါကြောင့်တရုတ်ပြည်တွေပြစ်ဖို့ကတိုင်ပေအတွက်သိအရေးမကြီးသေးပါဘူး။ထိုင်ဝမ်ကြီးလည်းကြားမှာတော့မဟုတ်ထိုင်ဝမ်ကိုပိတ်ဆို့ထားတဲ့တရုတ်တင်မောတွေကိုအရင်ရှင်းဖို့ကအရေးအကြီးဆုံးဖြစ်နေပါတယ်။ဒီစစ်ကူကလည်းမှန်တယ်လို့ပြောရမှာပါ။အကြောင်းကတော့တရုတ်ပြည်ကိုပြစ်ခတ်ရင်လည်းသူတို့အတွက်ထောက်ပံ့ရေးအပိုင်းကထိခိုက်မှုတိတ်ဖြစ်မှာမဟုတ်တဲ့အတွက်ပါ။ လာတိုင်းနေတဲ့တင်ပေါ်တွေကိုဖြက်စီးတာကမှဆေးရည်အရအရှိန်အနေကောင်းတစ်ခုကိုဖန်တီးသွားနိုင်ပါတယ်ဒီတော့ Barracuda 500ရဲ့အကြောင်းကိုကျွန်တော်တို့ဆက်ပြီးပြောရအောင်ပါဒီလက်နက်ကစားပြီးပြစ်တဲ့အချိန်မှာ booster တစ်ခုနဲ့တော့ပါတယ်အငေးစားတာဘို jet engine ကို cruisedown ရဲ့အမီးပိုင်းမှာတက်ဆင်ထားတာပါဒီ booster ကနေပြီးတော့မှ cruisedown ကိုမြန်တဲ့အချိန်နှုန်းနဲ့ပြန်ခိုင်းပါတယ် Barracuda cruisedown ကတခြား cruisedown တွေလိုပဲ radar ကနေလွယ်ကင်းအောင်အတွက်အနှိမ့်ပဲပြန်ပါတယ်လေတွေပြန်နေပြီဆိုရင်တော့ cruisedown က ဘူစတာကိုမတုံးတော့ပဲဂျက်အင်ဂျင်မူနယ်ပဲပြန်မာတော့တယ်ဒီနေရာမှာလည်းအနိမ့်ပဲပြန်မာတယ်ပြန်နိုင်တဲ့အချိန်ထုံးကတနာယီကိုမိုင်980ကျော်ပါဒါက max 0.74လောက်ကိုရှိပါတယ်တွယ်မဟုတ်မဲ့ဆိုင်းရဲ့အချိန်ထုံးလောက်တော့ရှိတယ်လို့ပြောရမှာပါဂျာပြန်ဟန်တာဖို့အတွက်သိမ့်မလွေကူနိုင်တဲ့အချိန်ထုံးဆိုပေမဲ့လှုပ်ရှားရတာကတော့လွေကူတယ်လို့ဆိုပါတယ်မြေဆွေအား 5G လောက်တက်ရောက်နေချိန်မှာတော့ cruise stone ကအလွေတကူလှုပ်ရှားနိုင်တယ်ဆိုပြီးတော့မှ company ဘက်ကတော့ပြောထားပါတယ် အချိန်မြင်မြင်နဲ့တောတဲ့အရာတိုင်းမှာမြေဆွဲအားတရောက်မှုတွေရှိပါတယ်။ကစားကွင်းမှာရှိတဲ့ roller coaster တွေကအများဆုံး 4G အထိမြေဆွဲအားတရောက်စေနိုင်ပြီးတော့ fighter လေယာဉ်မှုတွေက 9G အထိမြေဆွဲအားကိုခံနိုင်ပါတယ်။ဒါပေမဲ့သူတို့တွေလည်းကြာကြာမခံနိုင်ပါဘူး။မြေဆွဲအားပြင်းတာကလူတွေကိုမေးမျောတောစေနိုင်လို့ပါ။လက်နက်ဖက်ကိုပြန်ဆက်ရရင်တော့ 5G အထိဆွဲအားရဲ့တရောက်မှုကိုတော့မှမမှုပဲနဲ့လှုပ်ရှားနိုင်တယ်ဆိုတာကတာမယ်တော့မဟုတ်ပါဘူး။ ဂျာပြန်ဟန်တာမဲ့လက်နက်တွေဖြစ်တဲ့မက်ဆိုင်းတွေ CWIS တွေနဲ့ကြုံလာရရင်ရုပ်ရှင်လမ်းကြောင်းပြောင်းလာတွေကိုလုပ်နိုင်ပါတယ်။လမ်းညွှန်စနစ်ကတော့ cruise တုံးတွေရဲ့မျက်လုံးပါပဲ။ဘာရာကူတာမှာ GPS လမ်းညွှန်စနစ်ပြီးရင်သူ့မှာပါတဲ့ကိုပိုင်လမ်းညွှန်စနစ်မြေပြင်အနေအထားကိုပုံရိပ်ဖန်တဲ့လမ်းညွှန်စနစ်နဲ့အစအမြင့်ဆုံးကတော့ AI လမ်းညွှန်စနစ်ပါပါတာပါ။ GPS လမ်းညွှန်စနစ်ကတော့လမ်းညွှန်စနစ်ပါတဲ့မက်ဆိုင်းတိုင်းမှာပါပါတယ်။အားနည်းချက်ကတော့ GPS ကို jam လုပ်လိုက်ရင်သုံးမရတော့တာပါ။ ကိုပိုင်လမ်းညွန်စနေနဲ့ပုံရိပ်ဖန်တဲ့စနေကတော့တော့ရပါတယ်သူတို့တွေက AI လမ်းညွန်စနေနဲ့ပေါင်းပြီးအလုပ်လုပ်ရင်တီးကြတဲ့ဒါမှမဟုတ်ပူစရာမလိုပဲပြင်းမဲ့စီကိုအလိုအလျောက်ဆက်သွားနိုင်ပါတယ် AI လမ်းညွန်စနေရဲ့အလုပ်လုပ်ပုံကိုတော့မသိရပေမဲ့ဒီလို AI လမ်းညွန်စနေတွေမှာအများစုကကိုပိုင်လမ်းကြောင်းတွေနဲ့ပါတွဲဆက်ပြီးတော့မှပြန်တန်းနိုင်ပါတယ်ဂျမ်မီပြဿနာနဲ့ကြုံရမှာကိုလည်းပူစရာမလိုတတ်ကြပါဘူးကုမ္ပဏီဘက်ကလည်းဒီလိုပူစရာမလိုတဲ့လက်နက်ဆိုပြီးပြောထားပါတယ်လက်နက်ရဲ့စနစ်ထင်းမှာ ပြည့်လွှတ်ပြန်တမ်းဖို့အတွက်ပရိုဂရမ်ပြီးရင်အရှင်နေအတိတ်ကိုတွဲဆနိုင်တဲ့စနစ်နဲ့နောက်ကနေထိန်းချုပ်စရာမလိုတဲ့လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်တဲ့စနစ်တွေပါပါတယ်။သူမသုံးတဲ့ပောက်ကွေးရေးပစ္စည်းကတော့ပောက်ကွေးအားပြင်းတဲ့ရန်တွေပါ။ဒါပေမဲ့ကုမ္ပဏီဘက်ကပောက်ကွေးအားမဟုတ်ဘဲတခြားအရာတွေအတွက်လည်းထိနိုင်တယ်လို့ပြောထားပါတယ်။အများစုယူဆကြတာကတော့ EMP တို့လိုလျှက်စစ်တန်လိုက်လိုင်းတွေထုတ်လွှင့်ပေးတဲ့စနစ်တွေဖြစ်မဲ့ဆိုပြီးတော့ပါ EMP လက်နက်တွေက အနီးအနားမှာရှိတဲ့လျက်စေးပစ္စည်းတိုင်းကိုအလုံးမလုံးတော့အောင်စွန့်နိုင်တဲ့လက်နက်တမျိုးပါဒီတော့ဒီမန်ဆိုင်ကထိုင်းဝန်အတွက်စေရေးပြင်ဆင်မှုမှာမဟာဗျူဟာမြောက်တဲ့လက်နက်အနေနဲ့ဖြစ်လာတာပါတကယ်တော့ထိုင်းဝန်ကတရုတ်နဲ့အင်အားချင်းအရဆိုရင်တူတန်ကိုတန်ဘလို့မှရှင်လို့မရပါဘူးစေအသုံးစရိတ်ကအစားအင်အားအစုံပြည်မကြီးဖက်ကတာနေတာပါတင်ဘောဆိုရင်ဘေကျင်းရဲ့တင်ဘောတွေကထိုင်ဝန်ကျွန်းတစ်ခုလုံးကိုကောင်းကောင်းပိတ်ဆို့ထားနိုင်တဲ့အနေအထားမှာရှိပါတယ်။လေယံမှာလည်းထိုင်ဝန်လေယံတစ်စင်းရှင်းစီကိုတော့မှ ပြေရှားလို့ရနိုင်တဲ့အနေအထားပါလူအားအရဆိုရင်ရှမ်းစရာတော့မှမလိုပါဘူးဒီလိုမျိုးသူထက်အစားများစွာအင်အားကြီးတဲ့တရုတ်ကိုထိုင်ဝမ်ကရင်ဆိုင်နိုင်အောင်လို့တော်တော်စူးစမ်းပါတယ်ဒါကြောင့်လည်းအခုဆိုရင်ထိုင်ဝမ်ရဲ့ကာကွယ်ရေးအပိုင်းကတရုတ်ရဲ့ပထမတိုက်ခိုက်မှုတွေဖြစ်လာရင်ခုခံနိုင်ပြီးတော့မှပြန်တိုက်ခိုက်နိုင်တဲ့အနေအထားကိုရောက်လာပါတယ်ဒုတိယအကြိမ်တတိယအကြိမ်တော့မပြောရပေမဲ့ပထမအကြိမ်တိုက်ခိုက်မယ်ဆိုရင်ထိုင်ဝမ်ကအပြစ်အဝါမဟုတ်ရင်တော့မှအတိုင်းအတာတစ်ခုထိကိုခုခံနိုင်ပါပြီ။ တံပြက်တိုက်ခိုက်တဲ့နေရာမှာတော့အတလောက်ထိုင်ဝမ်ဘက်ကမစွန့်နိုင်သေးပါဘူးအခုပြောတဲ့ဒီဘာရာကူတာခရုစ်ဒုံးတွေကဒီလိုတံပြက်တိုက်ခိုက်တဲ့နေရာမှာထိုင်ဝမ်ကိုနေရာတစ်ခုအထိပို့ပေးနိုင်တဲ့အနေအထားရှိပါတယ်ဈေးနှုန်းအရတက်တာတာဆွေးဆုံရတာမြေပြင်ကနေအလွေတကူတည်ဆောက်နိုင်တာတိုးလောင်ဖို့လွေကူတာနဲ့ဘေးနေရာဘေးပုံစံကနေမဆိုးပြစ်နိုင်ရပါတယ်ဒါတွေနဲ့မဟုတ်ပဲတိုးတိုးသိမ့်သိမ့်အသုံးပြုနိုင်တာ ဒရုန်းတွေလေယာဉ်တွေလိုမျိုးပြေလည်သိမ်းမလို့တာနဲ့တရုတ်အတွက်ဓာတ်ဖြတ်ဟန်တာဖို့ခက်ခဲတာတွေကလည်းဒီ cruise တုံးကနေရနိုင်တဲ့အကျိုးရလဒ်တွေပါတရုတ်ဘက်ကထိုင်ဝမ်ရဲ့မဆိုင်ပြေလွှဲရေးစနစ်တွေကိုဖျက်ဆီးနိုင်ရင်တော့မှဒီလနဲ့မျိုးကအတိုင်းအတာတစ်ခုအထီးကောင်းကောင်းကျန်နိုင်ပါတယ်ထိုင်ဝမ်မှာပါထုတ်လုပ်လာနိုင်မှာဖြစ်တဲ့အတွက်လက်နက်ခင်းရန်ပြတ်တောက်တာတွေကရောနေနိုင်ပါတယ်ဒီနေရာမှာစဲယုံတွေကိုဖျက်ဆီးခဲ့ရင်ထိုင်ဝမ်လည်းဒီပြဿနာကိုကြုံရနိုင်တယ်လို့ယူဆကြမှာပါဒီလိုယူဆကြသလိုပဲထိုင်ပေအစိုးရကလည်းယူဆမိမှာပါ ဒါကြောင့်သူတို့အနေနဲ့တနည်းနည်းနဲ့စဉ်းစားအပြေရှာထားဖို့ရပါတယ်။ဘာရဘူဒါဖိုင်ယွန်ဒရက်တွေအတွက်ကုန်ကြစည်ရိတ်ကထိုင်ဝမ်ငွေ6.5သန်းလို့ပြောပါတယ်။ဒေါ်လာနဲ့ဆိုရင်တော့2သိန်းကျော်ပါတယ်။ကျွန်တော်တို့အတွက်များတဲ့ပမာဏဆိုပေမဲ့စစ်ဖက်ကဏ္ဍမှာတော့ဒါကအကြီးအသေးရှိတဲ့လက်နက်ကိုဈေးသက်သက်သာသာနဲ့ရတာပါ။ပြမဟောဆိုရင်တစင်းကိုဒေါ်လာ1.5သန်းကနေ2သန်းလောက်ဈေးရှိပါတယ်။ American Marine တက်ကသုံးတဲ့ Naval Strike Missile တွေဆိုရင်1.2သန်းတန်ကျင်းနေပါ။အ ယူကရိန်းနဲ့တုံးတဲ့ strong shadow တွေကတော့နှစ်သက်သမား5000တောင်မှကုန်ကြပါတယ်။ဒါက crew man sign တစ်စင်းတွေရဲ့တင်မိုးပဲရှိပါသေးတယ်။ထိုင်းဝန်တွေသုံးမဲ့ Barracuda ကဘလောက်တက်တာလဲဆိုတာကတိတိတတ်တာပါပဲ။ Tom Hall လိုမျိုး mine shower ကြော် mine 1000လောက်အထိမတော်နိုင်တာဒီ Naval Strike Missile လိုကိုပြောင်းဖြစ်နေတာကအာနေချက်ဆိုပေမဲ့ထိုင်းဝန်ဘက်ကအလောက်အထိမလိုပါဘူး။သူတို့လိုအပ်တာကအကြီးအသေးအတိုင်းအတာတစ်ခုရှိပြီးတော့ဈေးလဲတက်တက်တာတာရနိုင်တဲ့အစင်းမြင့်လက်နဲ့တစ်ခုပါ။ အရေးအတွဲမှာလည်းထိုင်ဝင်ကများများလိုပါတယ်။အစောကပြောတဲ့ဈေးကြီးတဲ့ crew man ဆိုင်တွေမှာဆိုရင်တွဲမဟောကထုတ်လုပ်ရေးအပိုင်းမှာတလားကို30 80လောက်ပဲပြီးနိုင်ပါတယ်။ဒါကတကယ်ကိုအချိန်မြင့်ပြီးထုတ်လုပ်တဲ့နှုန်းနဲ့ပါ။ဇော်လာတော့ကဖြစ်ခဲ့တဲ့ Iran nuclear site တွေကိုတိုက်ခိုက်တဲ့ဖြစ်ရမှာဆိုရင် American ရေတပ်ကတွဲမဟောအစင်30ကိုပစ်ခဲ့ပါတယ်။တလားလုံးတွေမှာထုံနိုင်တဲ့အရေးအတွဲကိုရက်ပိုင်းမှာတည်းကုံအောင်တုံးသွားတာပါ။ Iraq ကို American ကဥပဒေမဲ့ကျူးကျော်ခဲ့တဲ့ကောင်ကလည်းတ냐တီးနေတဲ့အစင်320လောက်တုံးခဲ့ပါတယ်။ စေတလာလုံးနေမှာထုတ်လုပ်နိုင်တဲ့အရေးအတွက်ကိုတညာတီးနှံတဲ့ကွန်အောင်သုံးခဲ့တယ်ဆိုတာစဉ်းစားကြည့်ုံနဲ့ねအရေးအတွက်ပိုင်းကဘလောက်အရေးကြီးတယ်လဲဆိုတာကိုမြင်ကြမယ်ထင်ပါတယ်စစ်ပွဲတစ်ခုကအရေးအရှင်းတွေဗျူဟာတွေနဲ့တိုက်တယ်ဆိုပေမဲ့အရေးအတွက်ကလည်းကန္နာကြီးတစ်ခုမှရှိနေတော့ပါကုမ္ပဏီဘက်ကတော့ဘာရာကူဒါမျိုးခွေ၃မျိုးစလုံးကစက်ပစ္စည်းတွေကရိယာတွေနဲ့တက်ဆန်ပုံအတူတူပဲလို့ပြောထားပါတယ်ပုံစံအချိန်နှုံးနဲ့နိပညာတစ်စုပဲခေါ်တာပါဒါကြောင့်လိုအပ်လာရင်တစ်ခုတည်းကိုပဲ အရေးအတွက်များများထုံးနိုင်တယ်လို့ကြေညာထားပါတယ်ဘလောက်ထိရနိုင်တယ်လဲဆိုရင်ထိုင်ဝမ်ဘက်ကမျှော်မှန်းထားတာကတလားကိုရာရှိကနေထောင်ရှိအထိထုံးနိုင်တဲ့အနေအထားကိုပါထိုင်ဝမ်ဘက်ကပါကြောင့်ဒီလိုအရေးအတွက်များများကိုလိုရတယ်လဲဆိုရင်တော့ရှင်းပါတယ်တရုတ်ကြောင့်ပါပဲတရုတ်ကပြီးခဲ့တဲ့2020 2023 2024 2024ဒီကာလတွေမှာထိုင်ဝမ်အနီးကိုလေယာဉ်တွေပြန်တမ်းပြတာတင်မောတွေဖြတ်တာစီးရီးလိကျင်တာနဲ့ကန်တန်စစ်စင်ရေးတွေလုပ်တာတွေကိုခက်စိတ်စိတ်ပြခဲ့ပါတယ် နိုင်ငံရေးစီရေးမှာတော့ဖြေလျှောက်တယ်လို့သတ်မှတ်ပါတယ်အရေးစကားဆိုရင်တော့မိုက်ကြီးခွေးတယ်ပေါ့ဗျာဘီဂျန်ဘက်ကဒီနှစ်ပိုင်းတွေမှာအဲ့ဒီလိုလှုပ်လာတဲ့အတွက်တိုင်ပေကလည်းပြင်ဆင်ထားဖို့အမြင်လိုလာပြီဆိုပြီးတော့မှတွေ့လာပါတယ်လန်နဲ့နီးပညာလွှေပြောင်းရယူရေးမှာပါတယ်ရှုံရှင်အဖွဲ့ကဒါရိုက်တာဖြစ်တဲ့လေရှိရှမ်နဲ့ဒီရိုက်တာသတင်းဌာနရဲ့စက်တင်ဘာလလုံးကအင်တာဗျူးမှာတော့ကျွန်တော်တို့ကစေမန်းနဲ့ကြုံရနိုင်တယ်ပိတ်ဆိုးတာနဲ့လည်းကြုံရမယ် ကျွန်တော်တို့ကဥရောပတိုက်ရဲ့ထောက်ပံ့မှုတွေနဲ့တည်ငြိမ်အောင်ထိန်းထားနိုင်တဲ့အခုအညီတွေရနေတဲ့ယူကရိန်းလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ခုခံမှုတွေကလည်းဒီကျွန်းမှာပဲတည်ဆောက်ရမယ်ဒီမှာပဲရှိရမယ်ဆိုပြီးတော့မှထုတ်ပြောခဲ့ပါတယ်ဆိုတော့ဒါကထိုင်ဝမ်အတွက်မဟာမိတ်တွေရှိနေရတော့မှခုခံရေးမှာကထိုင်ဝမ်မှာအခခရကြားတယ်လို့ပြောတာပါဒီလက်နက်တွေရဲ့နည်းပညာကိုပန်ဘိုးတဲ့အန်ဒရူးလုပ်ငန်းဆိုတာကလည်းတခြားအမေရိကန်လက်နက်ထုတ်လို့ရေးအုပ်စုတွေနဲ့တိတ်မတူပါဘူး အန်ဒရူးလုပ်ငန်းကအလိုအလျောက်စနစ်တွေပါတဲ့လက်နက်တွေကိုအဓိကထားပြီးဖန်တီးနေတဲ့လုပ်ငန်းတွေတကတခုပါဒီလိုတွေကြောင့်ထိုင်ဝမ်အတွက်လည်းနောက်ပိုင်းမှာလက်နက်နည်းပညာကဏ္ဍတွေတိုးတက်လာဖို့ဖွံ့ဖြိုးလာဖို့ရှိပါတယ်ပိုပြီးအရေးကြီးတာကကုန်ကျစရိတ်ပါအန်ဒရူးလုပ်ငန်းကဈေးသက်သာတဲ့လက်နက်တွေကိုပေးနိုင်တဲ့အနေအထားရှိပါတယ်ဈေးသက်သာရင်အရေးအတွက်များများရမယ်ဆိုတဲ့ပုံသေးနည်းအရာအရေးအတွက်များများကိုအချိန်တိုတိုနဲ့လိုချင်တဲ့ထိုင်ဝမ်အတွက်တော့ဒါကရေငဲတုံးရေတွင်းလေးကြာသောသူလိုပါပဲ။ ထိုင်ဝမ်ဘက်ကဒီလိုလက်လှမ်းလာနိုင်ပြီဆိုတာအသာစီးရနေတယ်လို့တော့ကျွန်တော်တို့ပြောလို့မရပါဘူးစစ်ပွဲမှာတကယ်နဖူးတွေးဒူးတွေးကြုံကြမှာဘသူကပင်နေရာမှာတာတယ်လဲဆိုတာကိုကျွန်တော်တို့သိရမှာပါတရုတ်ဆိုတာကလည်းလက်ပိုက်ပြီးကြီးနေမဲ့နိုင်ငံမဟုတ်ပါဘူးကာကွယ်ရေးစနစ်မှာတရုတ်ကလိုအပ်ချက်တွေရှိနေပေမဲ့ထိုင်ဝမ်လိုနိုင်ငံရဲ့တိုက်ခိုက်မှုကိုတော့အနေအထားတစ်ခုအထိကံ့ကြွေနိုင်ပါသေးတယ်ထိုင်ဝမ်ကိုကျူးကျော်မယ်ဆိုရင်တရုတ်မှာကကာကွယ်ရေးအတွက်လေကြောင်းနဲ့ရေကြောင်းကနေမက်ဆိုင်းတွေနဲ့အကောက်အခွေအထက်ထက်ကိုရှာထားမှာပါ မဆိုင်ဟန်တာရေးမှာဆိုရင် HHQ9 တာဝေးဟန်တာရေးမဆိုင်စနစ် HHQ16 ဒီတာလဲစနစ်နဲ့တာတို့ဆိုလို့ရှိရ HHQ10 တွေရှိပါတယ်တရုတ်သင်္ဘောတွေမှာက Type 73ဒါမှမဟုတ် Type 1130အမျိုးအစားအနိကက်ကကွေရေးဆက်တနက်တွေကိုတက်ထားကြပါတယ်မြေပေါ်မှာဆိုရင် HQ9B နဲ့ HQ22 အပြင်တားလဲအကော်အဝေးကလေးချောင်းချင်းချောင်းမှုတွေအတွက် Sky Dragon တွေလည်းရှိပါတယ်။ KJ500 အမျိုးအစားခေါင်းငယ်ရေဒါဆိုရင် အလင်းပြန်မဆိုင်တွေနဲ့လေယံတွေကိုထောက်လဲနိုင်တဲ့အနေအထားရှိပါတယ်။ Electronic warfare မှာလည်းတရုတ်ကအဆင့်တစ်ခုမှရှိပါတယ်။ဒါကြောင့် GPS စနစ်တွေဂျိုဒူးနဲ့ရှိဆက်တဲ့စနစ်တွေကိုပိတ်ဆို့ဖျက်တောက်ထားနိုင်ပါတယ်။ဒီခွိုင်းလို့ခေါ်တဲ့ဒီအယောင်ပြားလန်းတဲ့ပုံစံတွေကလည်းတရုတ်မှာတော်တော်လေးရှိပါတယ်။တရုတ်ရဲ့ထုတ်လုပ်မှုနှုံနေဆိုရင်ဒီကိန်းတွေကိုတလားအတွင်းမှာအခုရေထောင်တောင်းရှိလုံနိုင်တဲ့အဆင့်ပါ။ AI နဲ့ပြစ်မှတ်ကိုအလိုအလျောက်ရှာနိုင်တဲ့အတွက်ယုံကြည်လို့တော့မရပြန်ပါဘူး။အကြောင်းကတော့ပြီးခဲ့တဲ့လတွေမှာလုခဲ့တဲ့စမ်းသပ်မှုကနေ AI ဆဲရုပ်တစ်ခုရဲ့အားနည်းချက်ကိုတိလာကြရတဲ့အတွက်ပါ American Marine တက်က AI ဆဲရုပ်ရဲ့စွန့်ကြီးကိုတီးကျင်တဲ့အတွက်စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်ဒီစမ်းသပ်မှုမှာ Marine တက်သားတစ်ယောက်ကသူ့ကိုရှာနေတဲ့ဆဲရုပ်ကနေပုံပေါ်အတွက်ဂျက်ဘတစ်ခုထဲကိုဝင်နေလိုက်ပါတယ်အဲ့ဒီမှာဆဲရုပ်ကသူ့ကိုတစ်ပင်လိုပဲထင်သောပြီးတော့မှရှာမတွေ့ခဲ့ပါဘူးဒါကြောင့် Rubber Cutter ရဲ့ AI လမ်းညွှန်စနစ်ကလည်းသိပ်ပြီးအားထားလို့ရမယ့်အနေအထားလည်းရှိမနေပါဘူးတရုတ်ရဲ့ကောက်ွေရေးကိုထိုးဖောက်နိုင်ဖို့ဆိုရင်လည်းထိုင်ဝမ်ကအရေးအတွက်တွေပိုကိုလိုအပ်မှာပါ အမေရိကန်ရဲ့ပင်လင်ဒီစစ်စင်ရေးပါဆိုရင်သူတို့တင်မောတွေကလည်းဟူဒီတွေရဲ့မဆိုင်တဲ့ဒရုန်းတွေစေရှိရရှိကိုတခဏအတွင်းမှာဖျက်နိုင်ခဲ့ပါတယ်။ဒါကတင်မော80 80ဆင်းလောက်ပါတယ်။လင်းရင်တင်မောအုပ်တစ်ခုအနေနဲ့ဖျက်နိုင်တာပါ။ထိုင်ဝမ်ကိုကျူးကျော်တဲ့ကိစ္စမှာဆိုရင်တရုတ်ကအစင်းရည်ဒီထက်ကိုပိုတုံးမှာပါ။တိုင်ပင်အနေနဲ့ဘလောက်ထုတ်လုပ်နိုင်တယ်လဲနဲ့ဘလောက်ထိရောက်မှလဲကတကယ်ဖြစ်မှကျွန်တော်တို့သိရမှာပါ။ဒါပေမဲ့ဒီလက်နဲ့တစ်ခုတည်းအပေါ်မှာပဲထိုင်ဝမ်ကအာရုံထားတာမဟုတ်ပါဘူး။ တခြားလက်နက်တွေဖြစ်တဲ့ဒရုန်းတွေ၊ရေအောက်ဒရုန်းတွေ၊ဟိုင်းမတ်တွေနဲ့တခြားလက်နက်စနစ်တွေကလည်းကာကွယ်ရေးကဏ္ဍမှာအဆုံပါလာမှာပါ။တရားကတော့အခုလက်နက်ဒီဘရာကူတာကထိုင်ဝမ်အတွက်အစင်းမြင်းလက်နက်အရွေးစီကိုရောက်လာနေတာပါ။နောက်ပြီးတော့မှအမေရိကန်လက်နက်ကုမ္ပဏီတွေကအစင်းမြင်းလက်နက်တွေနဲ့ထိုင်ဝမ်အရေးဒေးကိုပါလာနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်လာနေတာပါ။ဘယ်အထိအကျိုးတက်ရောက်မယ်၊ဘယ်လောက်အထိထုတ်လုပ်နိုင်မယ်စစ်ပွဲဖြစ်ခဲ့ရင်ဘလို့အနေအထားနဲ့အဆုံးပြမယ်ဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရပါဦးမယ်။ တခုပြောလိုက်တာကတော့ထိုင်ဝမ်ကာကွေရေးမှာခင်မီအစင်းမြင့်လက်နက်တွေစားဝင်လာနေပြီဆိုတာပါပဲဒီနေ့ပြောရတာတော့ပါပဲခင်ဗျာဒီနေ့မှာကျွန်တော်ဆွေးနွေးတော့တဲ့ဘာရာကူဒါလက်နက်နဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်တွေယူဆချက်တွေကိုလည်း comment မှာစာရေးပေးတော့ကြဖို့တောင်းဆိုပါရစေနောက်ရက်နေ့မှာလည်းအခုလိုမျိုးစစ်တမ်းနဲ့ပစ္စည်းအကြောင်းတွေလက်တော်တော်ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေစိတ်ဝင်စားစရာကော်မီတော်မှာထူးခြားဆန်းပြတဲ့အရာတွေကိုအမြဲတမ်းပုံမှန်လက်ထမ်းမိတဲ့လောက်ရှာဖွေတင်ဆက်ပေးနေဦးမှာပါအဲ့ဒီဗီဒီယိုလေးတွေကိုလည်းလက်မလွတ်တော့စေဖို့အတွက် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ပြီးတော့မှ ောင်းမြော်ကြည့်ရှုအားပေးကြဖို့ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြင်ကြင်မာမာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်တာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်တာဆုံးနဲ့အမြတ်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9162 39ကို6095539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။